ော်လန်လှူရှားမှုတစ်ခုရဲ့ဖွံ့ဖြိုးမှုအစဉ်အဆက်မှာမျိုးသမီးတွေပါဝင်နိုင်တဲ့အခန်းကဏ္ဍဟာအလွန်အရေးပါလာပါတယ်။ဒီချက်ကိုအလေးနဲ့ထားပြကြလို့ပါတယ်။ကိုလိုနီစိတ်တဲ့ကျွန့်ကြံနေသေးတဲ့ကျွန်တော်တို့နိုင်ငံတွေအားလုံးလိုလိုမှာမျိုးသမီးတွေပေါ်အထင်မြင်သေးမှုတွေရှိနေသေးပြီ။ဒါကကသူတို့ကိုအတန်းအစားခွဲခြားသလိုဖြစ်နေတယ်။မျိုးသမီးဟာအခက်အခဲဆုံးပြဿနာတွေကိုပြေလည်အောင်ဆောင်ရွက်နိုင်စွမ်းရှိတယ်လို့အမျိုးသားများနဲ့လည်းရင်မောင်းတန်းပြီးစစ်တိုက်နိုင်တယ်။ဒီအပြင် အများကယုံကြည်လက်ခံထားကြသလိုမဟုတ်ဘဲတပ်ဖွဲ့များအတွင်းလိင်ဆက်ဆန်ရေးအရှုပ်ထွေးတွေကိုဖန်တီးပေါ်ပေါက်လာစေမှာမဟုတ်ပါဘူးခက်ခဲကြမ်းတမ်းလာတဲ့တိုက်ပွဲဝင်စစ်တီဘွားအတွက်မြို့သမီးဟာရဲဘော်ရဲဘက်ကောင်တယောက်ပဲဖြစ်ပါတယ်သူမဟာမတ်ပါဝါနဲ့တယောညီတဲ့တာဝန်တွေကိုထမ်းဆောင်နိုင်ဖို့အရေးချင်းတွေပိုင်ဆိုင်ထားသူလည်းဖြစ်တယ်ဒါပေမဲ့သူမဟာယောက်ျားတယောက်လိုပဲအလုပ်လုပ်နိုင်ပြီစစ်လဲတိုင်နိုင်တယ်သူမဟာခွန်အားအရယောက်ျားထက်တင်းငယ်ပေမဲ့ ခန္ဓာဆွမ်းရည်မှာသူ့ထက်မလျော့ပဲယောက်ျားတယောက်လိုပဲရှေ့တန်းစီမံတာလုပ်ငန်းအသီးသီးကိုပြီးမြောက်စေနိုင်တယ်ကျူဘာဒေါ်လာစစ်ကာလအတွင်းကအချို့အဖြစ်တွေမှာသူမဟာကယ်ဆယ်လုပ်ငန်းတွေကိုပါဝင်လှုပ်ဆောင်ခဲ့တယ်တဘာဝကြစွာပဲအမျိုးသမီးစစ်တီရဲမေများမှာအ ਨੇ စုသားဖြစ်ပါတယ်အတွင်းစီခိုင်မာအောင်တိဆောက်နေတဲ့အခါဖြစ်လို့တိုက်ပွဲဝင်စစ်တီအညာတရုပ်ကိုရွှေ့ပြောင်းဖို့လိုအပ်လာတဲ့အခါမျိုးတွေမှာရဲမေများကိုတိကျဖြစ်တဲ့လုပ်ငန်းတာဝန်အတော်များများမှာတာဝန်ပေးနိုင်တယ် ရင်းတို့နဲ့အရေးကြီးဆုံးလုပ်ငန်းဟာတပ်ဖွဲ့များအတွင်းအထူးသဖြင့်ရန်သူနယ်မြေအတွင်းရှိတပ်ဖွဲ့များဆက်သွယ်လုပ်ငန်းဖြစ်ပါတယ်။ပစ္စည်းပစ္စည်းများတည်င်းများငွေကြေးများနဲ့တိတ်ငယ်တလောက်အရေးကြီးလာတဲ့ပစ္စည်းတွေကိုလုံးဝယုံကြည်စိတ်ချရတဲ့ရဲမြင့်များအားလှုပ်ဝက်တည်ဆောင်သွားဖို့တာဝန်ပေးတင်ပါတယ်။အမျိုးသမီးတို့က၎င်းတို့ကိုပြည့်ရဲ့အမျိုးမျိုးသုံးပြီးတည်ဆောင်သွားနိုင်တယ်။ဖိနှိပ်မှုတွေဘလောက်ရက်ဆက်တဲ့ချုပ်တီးဖြစ်စေအမျိုးသမီးတွေဟာယောက်ျားများလောက် ယုံရင်းကျန်းတန်းစွာဆက်ဆံခြင်းမခံရတာကြောင့်တည်င်းအချက်လက်တွေလောက်ဝဲပစ္စည်းတွေကိုခီးလန်းဆုံးရောက်အောင်ပို့ဆောင်ပေးနိုင်တယ်။ရိုးရိုးဆက်သားတယောက်အနေနဲ့လည်းတစင်စကားဒါမှမဟုတ်စာရေးသားတည်င်းပြဖို့ချက်တွေကိုမျိုးသမီးကယောက်ျားထက်ပုံမလို့လက်စွာ ဆောင်ရွက်နိုင်လေရှိပါတယ်။မျိုးသမီးဖြစ်နေလို့လဲဂယုတဆိုင်တိမ်ရှိ။တခြားနေ့ထဲမှာပဲရန်သူစစ်သားတွေကသူတို့ကိုအလေးဝင်ရောက်တိုက်ခိုက်ခံရမယ်။အန်ဟီရတယ်လဲစိုးရင်ကြောက်ကြမှုတိမ်ဖြစ်။စင်စစ် င်းပန်းနှိမ့်ဆက်တာတွေကိုကျူးလွန်လေရှိသူဟာသူ့ကိုအလေးတိုက်ခံရမယ့်အန္တရာယ်အတွက်စိုးရင်ကြောက်ရွံ့စိတ်ကြောက်ဖြစ်တယ်။ဤတို့အလေးဝင်တိုက်ခြင်းဟာလည်းကြောက်ကြားတိုက်ခိုက်နည်းတစ်ခုပင်မဟုတ်ပါလား။တပ်ဖွဲ့များအကြားဆက်သွယ်ရေးအတွင်းစည်းပြင်ပဒေသတင်မကနိုင်ငံရေးချတော့ပါပို့ဖို့လိုတဲ့တည်င်းအချက်လက်များကြီးစံခရမ်းပြီးကြောက်စတာတွေကိုလှုပ်ဝက်တည်ဆောင်သွားနိုင်တယ်။ဂျာကာလအေးချမ်းညင်သက်တဲ့အခါတွေမှာလောက်ကင်နေကြအိမ်တွင်းမှုလုပ်ငန်းတွေကိုလည်းလောက်ကင်နေကြတယ်။ ဟင်းခက်အမွေးကြိုင်တွေနဲ့စီမံချက်ထုတ်ထားတဲ့ဟင်းလျာတွေကိုခက်ခဲကြံ့တက်လာတဲ့ဘဝရင်ဆိုင်နေရတဲ့တောက်ကြားရဲဘော်တို့အရသာကန်စားတော့ရတာကြည်နူးစရာပါပဲအမျိုးသမီးဟာချက်ပြုတ်သူအဖြစ်နဲ့အစားအသောက်တွေကိုပုံမကောင်းအရသာရှိစေရုံသာမကအိမ်ထဲမှုလုပ်ငန်းတွေမှာအမျိုးသမီးတွေကိုတာဝန်ချက်ထားရတာဟာပုံမလွယ်ကူအဆင်ပြေစေတယ်တောက်ကြားတစ်ဖွဲ့တွေအတွင်းတက်တနာများတဲ့ကတခုမှအရသာလုပ်ငန်းတွေကိုလုပ်ကန်ရတာစိတ်လက်မပါတာပါသူတို့ဟာ စစ်ပွဲမှာသာတကြွစွာပါဝင်တိုက်ခိုက်ကြလို့လားဒီလိုလုပ်ငန်းတွေကကင်းဝေးနေနိုင်ဖို့အတွက်အငြင်းစူးစမ်းနေတတ်တယ်။မြို့သမီးများအတွက်အလွန်အရေးကြီးလာတဲ့အခြားလှုပ်ဆောင်ရန်ကိစ္စတကူမှာဒေသတွင်းရှိတောင်သူလူသမားနှင့်တော်လန်ရေးသမားကြောက်ကြားစစ်တီတွေကိုအသုံးလုံးတင်နှံတွေပေးကတော်လန်ရေးသဘောတရားများကိုပါပို့ချသွားဖို့ဖြစ်တယ်။လူတို့အုပ်ချုပ်ရေးအတွက်စိတ်ပိုင်းတစ်ခုဖြစ်တဲ့ကြောင်းများဖွင့်နေပြီးကလေးသူငယ်တွေကိုစာပေတင်ကြားပေးရေးစသည်တို့ကို မျိုးသမီးများကိုယ်တိုင်ကိုကျပါဝင်ဆောင်ရွက်တင်နေစာတင်ပေးတဲ့ဆရာမကြောင့်ကလေးများចောင်းစာတင်ယူလို့စိတ်တွေပုံမူများပြလာစေကចောင်းသားចောက်သူများရဲ့လေးစားချစ်ခင်မှုကိုလည်းပုံမူရရှိလာမှာဖြစ်တယ်ထို့နည်းတူရှေ့တန်းစိမျက်နှာတွေကိုခိုင်မာအောင်ပြုလုပ်ပြီးတဲ့အခါနောက်တန်းလည်းရှိလာပြီဖြစ်လို့လူမှုရေးလုပ်ငန်းတွေမှာလည်းမျိုးသမီးတို့ထမ်းရွက်ဖို့ဖြစ်လာမယ်သူတို့ကဒေသတွင်းရှိစီးပွားရေးနဲ့လူမှုရေးခက်ခဲတွေကိုစွမ်းအားရှိသလောက်ပြုပြင်ပြောင်းလဲသွားရေးအမြင်နဲ့အချက်လက်တွေ ရှာဖွေစူးစမ်းရမှာဖြစ်တယ်။အမျိုးသမီးတွေဟာစေဝါကူတာမှုလုပ်ငန်းညမှာလဲအရေးပါတဲ့အခန်းမှာပါဝင်နိုင်ကြပါတယ်။သူမဟာသူနာပြုတ်ဆရာမအဖြစ်နဲ့သာမကဆရာဝန်အဖြစ်လဲဆောင်ရွက်နိုင်ပြီးလူညံ့တင်မွေးစွာဆက်ဆံပြုစုမှုတို့မှာယောက်ျားမြတ်တဲ့အစညာစွာတာလွန်ပါတယ်။ဒီလိုပြုစုမှုကိုတက်တောင့်တတာမရှိအကူအညီအဖော်မဲ့ပြီးဝေဒနာအပြင်းထန်ခံစားနေရတဲ့အခါများမှာညာစွာတံပိုးထားနားလည်နိုင်ကြပါတယ်။အန်ရဲ့မြင့်မြတ်ကြကယောက်ျားစစ်ပွဲမှာ ကြုံတွေ့နေကြရများတာဖြစ်တယ်။အသေးစားစစ်လက်နဲ့ပစ္စည်းစေယုံတွေစတင်တည်ထောင်နိုင်တဲ့အခါများမှာအမျိုးသမီးတို့လည်းပါဝင်ထမ်းရွက်နိုင်ကြပြီ။အထူးသဖြင့်စစ်ဝတ်ဆောင်ထုတ်လုပ်ရေးလုပ်ငန်းမှာပါဝင်နိုင်တယ်။ရင်းမှာလည်းလက်တင်အမေရိကတိုက်အမျိုးသမီးတို့ရဲ့ထုံနှန်းစင်လာလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။အချုပ်ဆက်လေးတစ်လုံးနဲ့ဒီဇိုင်းပုံစံအချို့ဖြင့်ဒီမှာဟာအန်အော့ဖ်ဝယ်ယာတွေကိုဖန်တီးနိုင်တယ်။လူတို့အုပ်ချုပ်ရေးလုပ်ငန်းအသီးသီးမှာလည်းမျိုးသမီးတွေပါဝင်နိုင်ကြတယ်။သူတို့ဟာ ယောက်ျားတွေကိုကောင်းစွာအစားထိုးလုပ်နိုင်ကြတယ်။ရင်းတို့လည်းဖြစ်တင်ပါတယ်။လက်နဲ့တွေတည်ဆောင်ဖို့လူအင်အားလူတွေအချိန်မှလည်းပါဝင်နေကြတယ်။သို့တော့ရင်းမှာယောက်ျားဘဝမှာကြုံနှောင်းကြုံကဲလိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါတယ်။အရေးကြီးဆုံးမှာအမျိုးသမီးနဲ့ယောက်ျားစစ်သည်များကိုစိတ်ဓာတ်ရရတင်နှံ့များပေးရန်ဖြစ်တယ်။ဤတို့ဖြင့်တပ်ဖွဲ့ရဲ့တိုက်ပွဲဝင်စစ်တပ်ကို ထိခိုက်စေနိုင်တဲ့ပြောဆိုအနေထိုင်အလုံးစုံတို့ကိုချောင်ကျင်နိုင်ကြစေဖို့ဖြစ်ပါတယ်။ ို့တော်လဲလွတ်လပ်တော်သူများဖြစ်၍တူးကိုတူးချစ်ခင်ဆုံးမကြရင်အကျဉ်လည်းများဖြင့်ပေါင်းသိနေထိုင်ကြဖို့လက်တက်ခွင့်ပြုရမှာဖြစ်တယ်။ယောက်ျားတစ်ဖွဲ့ရဲ့ရိုးရိုးမြတ်တာဖြစ်တဲ့စီကံချက်တချို့ကိုလိုက်နာဆောင်စည်းတော်ချဖို့ပဲဖြစ်ပါတယ်။ယောက်ျားစစ်တီတို့ရင်ဆိုင်နေရသောအခက်အခဲများစွာတို့အနေတစ်ခုမှာမတော်တဆထိခိုက်မှုအန္တရာယ်ဖြစ်ကာအထူးသဖြင့်ထိခိုက်ဒဏ်ရာများနဲ့ဖြားနာဝေဒနာများဖြစ်တယ်။၎င်းတို့မှာယောက်ျားစစ်မှာအလွန်အဖြစ်များလာတယ်။ ောက်ကြတဲ့ဖွဲ့မှာဆရာဝန်ဟာအလွန်အရေးပါသူဖြစ်တယ်။အသက်ပေါင်းများစွာကိုကေတီတီတာမကအချိန်ပေါင်းများစွာသူဤခင်မီသိပ္ပံနေကြဆေးတက်ပြညာများမှာစီးဝါနဲ့ပစ္စည်းပစ္စယများမစုံလင်မှုကြောင့်ပြုစုကုသတာအလုံးနိုင်ပေမယ်။ဝေဒနာခံရသူရဲဘော်အားစိတ်တက်တက်ကြွလာအောင်နှင့်သိအားပေးခြင်းအပြင်၎င်းဤဝေဒနာခံစားနေရမှုအလုံးရောနေတတလာအောင် စွမ်းကုံဖိမှ ကုညီမြတ်သူတူဦးလေအနီးအနားတွင် ရှိနေတော့ကြောင့်စိတ်ချလက်ချဖြစ်စေတယ်။စေယုံများ ဖွဲ့စည်းထူထောင်မှုလုပ်ငန်းမှာတော်ကြတဲ့ဖွဲ့များရဲ့တိုက်ပွဲအဆင့်ဆင့်ဖွံ့ဖြိုးမှုအပေါ်မှာအဓိကမှုတည်တယ်။တိုက်ပွဲအဆင့်ဆင့်နဲ့ကပ်ညီတဲ့စေယုံဖွဲ့စည်းတိဆောက်ပုံအခြေခံပုံစံ၃မျိုးကိုဖော်ပြလိုပါတယ်။ဤဖွံ့ဖြိုးမှုအဆင့်ဆင့်တို့နဲ့ပထမအဆင့်မှာကျွန်တော်တို့ဟာအတိတ်ကြမဟုတ်သေးပဲလှုပ်ရှားသွားလာနေရတဲ့အဆင့်ဖြစ်တယ်။ဤအဆင့်မှာအကယ်၍ဆရာဝန်တူဦးရှိခဲ့ပါလျင်သူဟာအခြားတော်ကြရဲဘော်များနဲ့အတူတသက်မထဲခရီးလှည့်လည်သွားလာနေရမှာဖြစ်ရ။သူတည်လဲ တပ်ဖွဲ့ဤအဖွဲ့ဝင်ရဲဘော်တယောက်ညှတာဖြစ်ကစစ်တိုက်ခိုက်ခြင်းအပါအဝင် အခြားလုပ်ငန်းဆောင်တာဝဘကိုပူပေါင်းလှုပ်ဆောင်လျက်မှာဖြစ်တယ်။တခါတရံမှာလဲစိတ်တက်ကြပွဲပစ္စည်းကိရိယာမစုံမလင်နဲ့အသက်ကင်နိုင်ဖို့ပြုစု ကုသပေးရမှုများကိုလည်းကြုံတွေ့ရမှာဖြစ်တယ်။ဒီစစ်မှာဆရာဝန်ကတောက်ချတက်ဖွဲ့ပေါ်ဩဇာအရှိဆုံးဖြစ်ကသူတို့ရဲ့စိတ်တက်ရေးရအတွက်လဲအရေးအကြီးဆုံးဖြစ်တယ်။တောက်ချတက်ဖွဲ့ရဲ့တိုးတက်ဖြစ်ထွန်းမှုအဆင့်နဲ့မှာဤစစ်မှာဆရာဝန်ရဲ့စိတ်လွယ်အေးလေးတဲ့မှာ စီဝါမစုံမလင်းနဲ့ရဲဘော်တို့အလိုကြတဆွမ်းတညကုတပေးနိုင်ဖို့အတီတကြမရှိလှဲ့လေတော်လာနေရတာမို့ရွာစဉ်လှဲ့ပြီးစိတ်ကူပေးတဲ့ဆရာဖုန်းကြီးနဲ့သာတူမှာဖြစ်တယ်ဝေဒနာခံစားနေရသူရဲဘော်တို့အတွက်အစပ်တင်အကြိုက်ခဲစီးတားလေးတပြားဟာတန်ဖိုးဖြစ်နိုင်ပါဘူးဒါကြောင့်ရှေးဦးပထမဆင်မှာဆရာဝန်ဖြစ်သူဟာတော်လန်ရေးစံထားချက်များနဲ့တတိယတဲ့တစ်ထက်ထဲကျသူဖြစ်တယ်မှာလဲဘာကြောင့်လဲဆိုတော့သူ့ရဲ့စကားအပြုတ်ဆုံးများဟာအခြားမြေသူထက်မဆို တက်ဖွဲ့ပေါ်ဩစာတက်ရောက်ပြီးဖြစ်တယ်။ဒုတိယအဆင့်အနေနဲ့တောက်ကြစီတာမန်ထီယိုဖြစ်စဉ်အတိုင်းဆိုပါကလှောက်ရှားသွားလာလိုက်ခိတစကန်းချထိုင်လိုက်အစဉ်ဟုခေါ်ဆိုနိုင်မိအစဉ်သို့ရောက်လာလေပြီ။ရင်းတွင်စကန်းချနေထိုင်မှုများရှိလာကလုံးဝယုံကြည်စိတ်ချနိုင်သည့်မိတ်ဆွေများအင်တွင်အတုံးဆောင်ပစ္စည်းများခိတတင်းစီထားနိုင်၍တန်ရာရသူများကိုပင်ခိတကူအောင်းနေဖို့ထားရင်နိုင်ပါလေ။တက်ဖွဲ့အနေနဲ့လည်းအခြေဆိုင်စကန်းချထူထောင်ရန် အလားအလာများစွာကောင်းလာပြီဖြစ်တယ်။အေးဆက်မှာဆရာဝန်လုပ်ငန်းဟာအနေငယ်ပုံမအဆင်ပြေလာပြီဖြစ်တယ်။သူ့ရဲ့စေးလွယ်အိမ်မှာအရေးပေါ်ခွဲစိတ်ကိရိယာများပါရှိက ခွဲစိတ်ကုသမှုများပြုလုပ်လာနိုင်တယ်။အရေးပေါ်ခွဲစိတ်ရန်မလိုသေးသောဝေဒနာများအတွက်ပုံမပြည့်စုံသောခွဲစိတ်ကိရိယာများကိုမိတ်ဆွေများအိမ်မှာထားနိုင်မှာဖြစ်တယ်။ဖြာနာဝေဒနာခံစားနေရတဲ့ရဲပေါ်များဒဏ်ရာရရဲပေါ်များကိုလေသမားမိတ်ဆွေများအိမ်မှာထားနိုင်မယ်။သူတို့ကလည်း စ္စာရှိသဖြင့်ကိုကြီးဆော့ချောက်ကြမှာဖြစ်တယ်။အစဉ်ပြေစိတ်ချရတဲ့နေရာများမှာစေဝါများတူလောင်ထားနိုင်တယ်။မိမိနေထိုင်ရတဲ့အခြေအနေများပေါ်တုံးသက်ပြီးရင်းစေဝါပစ္စည်းများနဲ့ပတ်သက်သောပြည်စုံသည့်စည်ရင်းတစ်ခုကိုကောင်းစွာပြုစုထားနိုင်ရမယ်။ဒီအဆင့်မှာပင်ရန်သူကလုံးဝတိုက်ခတ်ခြင်းမပြုနိုင်တဲ့နေရာများနလန်ထစကန်များဖွင့်လှစ်ထားနိုင်တယ်။ရင်းနေရာများမှာဖြားနာသူတရားရရှိသူများကဝေဒနာပြောက်ကင်းသည့်အထိတက်ရောက်ကုသနိုင်မှာဖြစ်တယ်။ တတရားအစဉ်နှင့်ဖြင့်ရန်သူမထုဖောက်နိုင်သောအခြေခံဒေသများရှိတာသည့်အခါတွင် စေဝါကရိယာအဆောင်လေးနှင့်ဆေးရုံများဖွင့်လှစ်ထားရှိနိုင်တယ်။ဒါကြောင့်အဖြွန်ပြိုးဆုံးအဆင့်မှာဆေးရုံ၃မျိုး၃စားရှိမယ်။စစ်မြေပြင်ဆေးရုံမှာဆရာဝန်တဦးရှိတင်ပါတယ်။သူဟာတပ်ဖွဲ့ကချစ်ခင်လေးစားမှုခံရဆုံးသောပုဂ္ဂိုလ်ပင်ဖြစ်ကသူ့ရဲ့ဆေးပညာနားလည်တကြွမှုမှာညစွာနှဆိုင်ရင်မလို့သူဤအဓိကတာဝန်မှာရှေးဦးတူနာပြုစုကုသပေးခြင်းနဲ့ဖြားနာသော တရားရသောရဲဘော်များအားပုံမလုံးကြုံစစ်ချရမှုရှိသော နေရာတွင် တရှိသည့်စေယုံများတွင်တက်ရောက်ကုသနိုင်ဖို့ပြင်ဆင်ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။ယင်းစေယုံကြမှာသာထိရောက်သောခွဲစိတ်ကုသမှုများပြုလုပ်မှာဖြစ်တယ်။အရေးချင်းပြည့်ခွဲစိတ်ဆရာဝန်တဦးကိုကြည်စံအချားမှာအစတေးမခံသင့်ပေ။ရှေ့တန်းမှာရဲဘော်တဦးတရားရရှိသည့်အခါလူနာထန်းစစ်ဖြင့်ယင်းပထမအဆင့်စေယုံဆရာဝန်ကကြီးကြပ်ကတည်ဆောင်သွားရမှာဖြစ်တယ်။ထန်းသမားများမရနိုင်ခဲ့လျင် တပ်ဖွဲ့ဝင်ရဲဘော်များကိုတိုင်ဣတာဝင်းကိုထမ်းဝဲရမယ်။ခီးလမ်းကြမ်းများမှာလူနာကိုထမ်းပိုးတက်ဆောင်ရ၌အပြေးညင်းဆုံးအသိမွေဆုံးလုပ်ရမှာဖြစ်တယ်။စစ်တီဘွားမှာစိတ်ထိခိုက်ဖွယ်ရအပြေးဆုံးများတဲ့ကအတွေ့အကြုံတစ်ခုပင်ဖြစ်တယ်။ညမြဆေးဝါလာတော့ဒဏ်ရာပင်ဖြစ်စေဒဏ်ရာရရှိတယ်ဆိုတဲ့ပဂတိဖြစ်ရကပင်ဒဏ်ရာရရှိသူအားတက်ဆောင်ရခြင်းကကြံရဲဘော်အလုံးကိုစိတ်ထိခိုက်စေပါတယ်။သူ့ရဲ့ဝေဒနာခံစားနေရမှုများကိုကိုကျင်းဆန္ဒမှကြတဲ့အပြင်တပ်ဖွဲ့အတွင်း ိုကျုံးမခက်အများအကျိုးတက်တက်ဆောင်ရွက်တတ်သည့်စိတ်တကြောင်လေပုံမစိတ်ထိခိုက်เสียဖြစ်တယ်။မြေပြင်အနေထားလိုက်၍ဤပေါင်းစုံနဲ့တည်ယူနိုင်ပါတယ်။တကြားစစ်တွင်တွေ့ကြုံနေကြဖြစ်တဲ့ကျန်းနိုင်၍တောတောင်ထူတတ်သည့်ဒေသတွေမှာရှိတ်နောက်စီတန်းသွား၍တည်ပုံနိုင်တယ်။ဤတွင်အကောင်းဆုံးစနစ်မှာဝလုံးရှည်ဒါမှမဟုတ်တစ်ကိုအသုံးပြု၍ပခတ်ဖြင့်တည်ဆောင်ခြင်းဖြစ်တယ်။ရင်းတို့တလဲစီလူလဲဖြင့်တည်ဆောင်ခြင်းသည်ပခုံးပွင့်ပဲ့ခြင်းမောပန်းနှွမ်းနယ်ကအရင်ကုန်ကန်းခြင်းတို့ကိုတက်တာစေမှာဖြစ်တယ်။ လူနာတရတီမှာလေးလံပြီးတိမ်မွေးစွာထံပိုးတက်ဆောင်ရန်လိုအပ်လာပါတယ်။ဤသို့တေယူပို့ဆောင်ပြီးတော့ဆေးရုံအဆင့်ကိုကျော်ဖြတ်ပြီးနောက်သူအားပြုစုကုသပေးထားသည့်ဆေးမတန်းနှင့်တကွဒုတိယအဆင့်ဆေးရုံကိုရောက်ရှိမှာဖြစ်ပါတယ်။အဲ့ဒီဆေးရုံကျမသားခွဲစိတ်ဆရာဝန်များအထူးကဆရာဝန်များကအသက်ကတည်နိုင်ဖို့လိုအပ်တဲ့ခွဲစိတ်ကုသမှုများတက်ဘေးရန်နေဖြစ်စဉ်နောက်သောအခြေအနေမှသတ္တကွင်ရရန်ကုသမှုများပြုကြရမှာဖြစ်ပါတယ်။ဒီနောက်မှာတတိယနှင့်နောက်ဆုံးဆင့်ဖြစ်သော စီးရုံတို့ရောက်ရှိနေဖြစ်ကဤစီးရုံများတွင်လူနာတက်တုံတက်တာရှိရန်အတွက်အကောင်းဆုံးအခြေအနေများထူထောင်ထားရှိပြီးကုသမှုများပြုလုပ်ရမှာဖြစ်တယ်။အခြားတစ်ဖက်တွင်ဒေတာတွင်နေပြည်သူတို့ခံစားနေရသောယောဂဝေဒနာများကိုပြုစုကုသသည့်အပြင်ယောဂဝေဒနာဖြစ်ပွားစေသည့်အကြောင်းရင်းများနှင့်စိုးချိုးတက်ရောက်မှုများကိုစူဇန်လေ့လာမှုများပြုလုပ်ရမှာဖြစ်တယ်။ဤစီးရုံလုပ်ငန်းများဟာညစွာမပြတ်မထသည့်လုံယုတ်လုံစင်လုပ်ငန်းများတာဖြစ်ပါတယ်။လန်ထားနဲ့ရေးပေါ်မဟုတ်တော့ ွက်စိတ်ကုသမှုများတာမကလူတို့ကျမ်းမာရေးပညာရှင်တို့ကလည်းဒေသအတွင်းဦးစားပေးလှုပ်ဆောင်ရမည့်လုပ်ငန်းရများကိုရွေးချယ်တက်မှတ်ကလူတို့ကျမ်းမာရေးကာကွယ်ဆောက်ရှောက်မှုလုပ်ငန်းဌာနလည်းဖြစ်ပါတယ်။ပြည်သူတဦးစီကျမ်းမာရေးကိုအလုံးအလောက်စစ်ဆေးဆောက်ရှောက်ပေးညိဒေသနဲ့စီပီကညာလည်းထူထောင်ဖွင့်လိုက်ရမယ်။ဤဆင့်ဆေးရုံများတွင်လူတို့အုပ်ချုပ်ရေးအဖွဲ့အစည်းများကဗိုင်းနာငွေကြေးထောက်ပံ့နိုင်ကြလေ။ယောဂါရှာဖွေဆက်သက်မှုကိုအထောက်အကူပြုမဲ့ခွဲစိတ်ခံတဲ့တမန်ရိုက်ဌာနများအသီးသီးကို ွင့်လှစ်သွားရမယ်။အခြားသောအကူအညီများပေးနိုင်တဲ့ပုံကူများမှာဆရာဝန်ရဲ့တထောက်များဖြစ်တယ်။သူတို့မှာရေပူအားဖြင့်လူငယ်လူရညာဖြစ်ကာအခြေခံပညာလဲရှိ၍စံမှတက်ဆွမ်းသူများဖြစ်တယ်။သူတို့အလောက်ဟာတစ်ခါတရံမှာဆိုရင်တနက်ကိုတည်ဆောင်ရမှာမဟုတ်ဘဲစီဝါများကိုတည်ဆောင်ရမှာဖြစ်တယ်။သို့တော့အများအားဖြင့်တနက်ကိုင်ဆောင်လို့သူအလောင်းအတွက်တနက်မလုံလောက်မှုလည်းရှိတယ်။သူတို့ကစီဝါကိရိယာများကိုကြည့်ကြတာဝန်ယူတည်ဆောင်ရပြီးတိုက်ပွဲတန်ရာရသူများကို တာဝန်ခံတည်ယူရမယ်။သူတို့မှာလူနာထန်းစဉ်သို့မဟုတ်ပကတ်စသည်တို့လည်းပါဝင်ရမယ်။ရန်သူနယ်မြေအတွင်းမှာကျမ်းမာရေးအဖွဲ့အစည်းများနဲ့အဆက်အသွယ်များပြုလုပ်၍လိုအပ်သောစေဝါများကိုလည်းရယူနိုင်တယ်။တခါတရံရင်းစေဝါများကိုနိုင်ငံတကာတချို့နေတင်ကဲ့သို့သောအဖွဲ့အစည်းများထံမှရယူနိုင်တယ်။ဒါပေမဲ့အစာပိုင်းမှာဤကဲ့သို့သော လာလာညာပေါ်အကူ၍နေရနိုင်။အကျဉ်းကျက်ကလာညာမှာလိုအပ်သောစေဝါများကိုအလင်းအမြန် တည်ယူပို့ဆောင်ပေးနိုင်တဲ့အဖွဲ့အစည်းတစ်ခုကိုထူထောင်ကလူထုကျန်းမာရေးဆောက်ရှောက်မှုလုပ်ငန်းများနဲ့စစ်ဘက်မှလိုအပ်သည့်စီဝါများကိုနောက်တန်းစီရင်များသို့ထောက်ပံ့ဖြည့်ဆည်းခြင်းကိုပြုလုပ်နိုင်ပါတယ်။တောက်ကြားတပ်ဖွဲ့ကမစွမ်းနိုင်သောပစ္စည်းကိရိယာလုံလောက်မှုကြောင့်ခွဲစိတ်ကုသမပေးနိုင်တဲ့ဒိုင်ယာရလူနာများကိုကုသပေးနိုင်မဲ့ပဝန်းကျင်ဒေသရှိဆရာဝန်များနဲ့အဆက်အသွယ်ယူထားရမယ်။တောက်ကြားစစ်ပွဲအတွက်လိုအပ်သောဆရာဝန်များမှာအမျိုးမျိုးဖြစ်တယ်။ပထမအဆင့်ခြေတန်းဆရာဝန်ဟာ တိုက်ပွဲဝင်စစ်တီတို့ရဲ့ရဲဘော်ရဲဘက်ဖြစ်တယ်။သူ့ရဲ့လုပ်ငန်းတာဝယ်ဟာလည်းတပ်ဖွဲ့ရဲ့လှုပ်ရှားဆောင်ရွက်မှုများပုံမှုရှုပ်ထွေးလာလေလေ။ဆက်စပ်နေသောအဖွဲ့အစည်းများစက်တိုက်ထူထောင်နိုင်လေလေပုံမှုများပြားကျေပြန့်လာလေလေဖြစ်ပါတယ်။ထွေထွေယောဂကုဆရာဝန်များဟာကြောက်ကြားတပ်ဖွဲ့များအတွက်အကောင်းဆုံးဖြစ်တယ်။ဝေစည်းဆရာဝန်များရရှိရင်တာရွေးပင် ကောင်းမွန်ပါတယ်။အားလုံးဒီပါခွဲစိတ်ကုသပေးမှုများကိုဓာတ်ငွေမေးစေးနဲ့မဟုတ်ပဲပုံမှုအစွမ်းထက်သည့်စိတ်ငြိမ်စေးတစ်မျိုးနဲ့ အကျောတွင်ထိုးသွင်းရသည့်မေးစေးများဖြင့်ပြုလုပ်လို့ရတယ်။အယိုးအထုကိုဆရာဝန်များလည်းအလွန်လိုအပ်ပါတယ်။ဒေတာအတွင်မကြာခဏဖြစ်ပွားလေရှိတဲ့မတော်တဆထိခိုက်မှုများကြီးစံထိမှန်သဖြင့်ခြေလက်များတွင်အယိုးကျိုးတန်ရန်များလည်းဖြစ်များလာပါတယ်။ဆေးရုံစီပေကန်များဟာတောင်သူလက်သမားများကိုအ धिक ကုသဆောက်ရှောက်ပေးပြီးတောက်ကြားစတိများတဲ့ကဖြန့်နာမှုအများစုကယောဂအမျိုးအမည်ရှားဖွေဖော်ထုတ်ရန်လက်ကူလာတဲ့ပြင်အားလုံးလိုလိုကပြုစုကုသပေးနိုင်တယ်။ ဥတယာနာခက်ခဲဆုံးမှာအာဟာရချို့တဲ့မှုကြောင့်ရရှိသော ရောဂါများပင်ဖြစ်တယ်။ပုံမှန်၍ချွန်ပြိုးတုတ်တက်လာသည့်အဆင့်တွင်တခွဲခန်းကျွမ်းကျင်သူများပင်ဝင်ရောက်လုကင်လာနိုင်ကြကခင်မီဆေးရုံကောင်းများရှိလာမှဖြစ်တယ်။ဈေးဘက်ပညာရှင်အများပြားတို့ကိုတာဝန်ထမ်းဆောင်ရန်စင့်ခေါ်မှုများပြုလုပ်တင်တယ်။ဤသို့စင့်ခေါ်မှုများကိုအများပြားကပင် တုံ့ပြန်ပါဝင်ကူညီကြမှဖြစ်တယ်။ခွဲစိတ်ဆရာဝန်များတောက်ပတ်ဆရာဝန်များအစရှိသည့်အထူးကူဆရာဝန်များအပြင်အခြားဈေးဘက်ဆိုင်ရာ ုဂ္ဂိုလ်များအလုံးတို့လည်းလိုအပ်တာဖြစ်ပြီးအထောက်အကူများစွာရရှိမှာဖြစ်တယ်။သွားဆရာဝန်များကိုနေလှည့်သွားလာသည့်အခါကိစ္စအတော့ပြုနိုင်သည့်ရိုးရိုးရှင်းရှင်းကိရိယာများယူဆောင်လာကြဖို့အကြံပေးတင်ပြီးနေလှည့်ပြီးသွားဖာသွားနှုတ်ကိရိယာများလုံသွားများယူဆောင်တင်တယ်။လိုအပ်သည့်ကိစ္စများကိုဤကိရိယာများဖြင့်လက်တွေ့ပြီးမြောက်စေနိုင်တယ်။